ဒီနေ့ကတော့ခရိုင်ပြောနေကြအဖွင့်စကားလေးကိုကျွန်တော်မပြောတော့ပါဘူးဒီနေ့ဒီနေ့နေ့တနေ့အတွက်တော့မပြောတော့ပါဘူးဒီနေ့ကအားလုံးတည်းအတိုင်းပဲအားလုံးအတွက်စိတ်မကောင်းဖွယ်ရဝမ်းနေဖွယ်ရနေ့တနေ့လို့ပြောရင်တော့မှန်ပါလိမ့်မယ်ကိုယ်နိုင်ငံကကိုယ်နိုင်ငံကိုကိုချစ်တဲ့ကိုတိုင်းပြည်ကိုချစ်တဲ့ကိုပြည်သူလူထုပေါ်ကိုချစ်ကြတဲ့လူတွေအားလုံးတို့ကတော့တကယ်ကိုစိတ်တိခိုက်ကြေကွဲဖွယ်ရနေ့တနေ့ပါပဲပြောရရင်တော့နော်ဆိုတော့အခြားတော့မပါဘူးဒီနေ့ကမတ်လ28ရက်နေ့ မဆိုရင်16နေကိင္ကနာရပြောရတော့9.9ဆိုတဲ့အားအပြင်းနဲ့ဟိုငလင်းကြီးကမြန်မာနိုင်ငံကိုရိုက်ခတ်သွားတယ်ပြောရရင်ဒီငလင်းကပို့ရင်ပြောတော့နှစ်ပေါင်း100နီးပါးအတွက်မှာမြန်မာနိုင်ငံအတွက်တော်တော်အကြီးမားဆုံးငလင်းတစ်ခုဖြစ်တယ်နှစ်ပေါင်း100အတွက်မှာဒါအကြီးမားဆုံးငလင်းတစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်ကိင္ကနာနေပါလိမ့် back memory တွေပြန်မသွားတော့ဘူးကျွန်တော်ခင်ဗျားတို့ data တွေကတော့ Google မှာခေါင်ရတာမလို့ပြောမနေတော့ဘူးဒါပေမဲ့တေချာတော့နှစ်ပေါင်း100နီးပါးအတွက်မှာ မြန်မာဒီငလင်းရဒုတိယအကြီးမားဆုံးငလင်းပြန်ဖြစ်သွားတယ်သူတက်စောရသလိုလုံငယ်နှစ်တရာကျော်လောက်ကတစ်ခေါက်ဖြစ်တာရှိတယ်ဆိုတော့ဒီနေ့ငလင်းကစကိုင်းပြည့်ရွေကျော်ကြီးနဲ့ပြည့်ရွေကျော်ဘဟုပြုပြီးတော့လှုပ်ခတ်လာတဲ့ငလင်းဒီငလင်းကြောင့်ဘာတွေထိခိုက်နေလဲဆုံးရှုံးသွားလဲလို့မေးရင်တော်တော်ဆိုးပါတယ်တော်ကူမှဆိုးရပါတယ်အာကျွန်တော်တို့ကျွန်တော်အခုပြောဖို့တော့ဘယ်နေရာလဲလို့ဘယ်လိုပြောရမလဲတော့မသိလောက်ဖြစ်သွားတယ်နံပါတ်1နေပြည်တော် ထိခိုက်တယ်နံပါတ်2မန္တလေးကိုထိခိုက်တယ် ံပါတ်3အောင်ပန်းကိုထိခဲ့တယ်နံပါတ်4ဒီအင်းလေးကိုလည်းတော့ထိတယ်အခြားနေရာကြီးလည်းထိပါလားဆိုတော့ထိပါတယ်ဟိုနေရာတော်တော်များကဒီတော်တော်များထိအထိခဲ့မှုအပြင်းထန်ဆုံးကတော့မန္တလေးပါပဲအဲ့တော့မန္တလေးသားတွေအားလုံးတို့ဒီနေရာနေလမ်းပြီးတော့ဆူတောင်းပြပါတယ်အဲဘာပဲပြောပြောဟိုအကောင်းဆုံးပြန်လဲရုံထားနိုင်ပါစေလို့ပဲကျွန်တော်လမ်းဒီနေရာနေဆူတောင်းပြပါတယ်ပြီးတော့ဒီနေ့တနေ့တာအတွက်ကဒီညအတွက်ကကျွန်တော်သတင်းတွေကိုအများကြီးမပြောတော့ပါဘူးတခြားသတင်းတွေလည်းကျွန်တော်ပြောချင်စိတ်လည်းမရှိတော့ပါဘူးဒီနေ့အတွက်ကတော့အဲ့ လက်ဒီငလျင်ကြောင်းလေးပဲငလျင်နဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်တို့ဘာလို့ကြာရင်ကောင်းမလဲဆိုတော့ပြောပါမယ်အဲ့တော့ငလျင်ကဒီနေ့ဟိုခမန်းကြီးပေါ့နော်12နှစ်ခွဲ1နှစ်ကြာလောက်ကစပြီးတော့လှုပ်ခတ်တယ်ပေါ့စလှုပ်တယ်ငလျင်ကလုတ်တဲ့အချိန်မှာ1နှစ်လောက်ပတ်လေလောက်ငလျင်စလှုပ်တဲ့အချိန်မှာဟို12နှစ်ခွဲကြော1နှစ်ကြီးမှာပတ်လှုပ်တဲ့စလှုပ်တဲ့အချိန်မှာကိုနေရာလောက်ပဲကိုလှုပ်တယ်လို့အားလုံးထင်ကြတယ်ကိုတော့တော့ဘာလို့လဲဆိုကိုနေနေရာမှာပဲကိုသိတာဟုတ်ကဲ့ကိုနေနေရာပဲကိုသိတော့ကိုနေရာလောက်မှာကိုလှုပ်တယ်လို့ထင်ကြတယ်ထင်ကြတဲ့အချိန်မှာ တကယ်ကြတော့အဲ့လိုမဟုတ်ဘူးအချိန်ကြိုက်ဆိုလို့ပဲကြီးကြီးမားလှုပ်သွားပါတယ်ကြီးကြီးမားလှုပ်ခတ်သွားပါတယ်ဟိုမှာမန္တလေးဆိုလို့ရှိရင်ကျတော့ဟိုဟာလို့ဒီ Great Wall ဟို shopping center ကြီးဒီအခြား shopping center တွေပြိုကျတာတွေအဲ့ hotel တွေမြောက်ကျွန်သွားတာတွေဒါတွေဖြစ်ကုန်တဲ့တချို့ဆောက်လိုက်ဟို company တွေအိမ်လုံးအလုံးလိုက်ကြီးပြိုကျသွားတယ်ဖြစ်တယ်เนาะဟိုစိတ်ပိုင်းရက်ွက်ဆိုရင်ရက်ွက်တစ်ခုလုံးမီးပါရက်ွက်တစ်ခုလုံးရက်ွက်စိတ်ပိုင်းတချို့မီးလောင်သွားတယ် အဲ့မှာစိမ်းမရက်ွက်သားတွေတက်တော့ဝတ်တက်ပြီးတော့ပြောနေကြတယ်မိသက်ကမလာနိုင်သေးလို့ဆိုပြောတယ်အဲ့လိုဖြစ်စင်နေအများကြီးပဲနောက်မန္တလေးနန်းနန်းနန်းယိုနန်းမြို့ယိုပေါ့နော်ကျုံပေါ့နန်းမြို့ယိုကြီးပေါ့မန္တလေးနန်းမြို့ယိုကြီးကနန်းမြို့ယိုကြီးကတခါတည်းဟိုဘာပြီးတော့ပြိုကျပျက်စီးမှုဖြစ်သွားတယ်နန်းမြို့ယိုကြီးကပြိုကျပျက်စီးမှုဖြစ်သွားတယ်ဆိုတော့ဟိုပွင့်လင်းပြောရင်တော့တော်တော်လေးတော့ထိခိုက်ဆုံးရှုံးမှုကြီးမားခဲ့တဲ့နေ့တစ်နေ့လို့ကျွန်တော်ကတော့ပွင့်လင်းပြောတယ်အရင်ပြောချင်တယ်ထိခိုက်ဆုံးရှုံးမှုကပမာဏက ကျွန်တော်တို့အခုနေမှာကောက်လို့လို့တော့မရသေးပါဘူးဘယ်လိုလို့ကောက်လို့မရသေးလဲဆိုတော့သေဆုံးမှုတွေလည်းကောက်လို့လို့မရအောင်ကောက်လို့လို့မရနိုင်ဘူးဘယ်နေရာဘာဆိုနေရာပေါင်းစုံမှာပြန့်ကျဲပြီးဖြစ်သွားတာဖြစ်တဲ့အတွက်ကောက်တော့လို့မရသေးဘူးတော်တော်လေးထိခိုက်ဆုံးရှုံးမှုကြီးတယ်အဲကျွန်တော်တို့ဒီနေရာလွယ်လွယ်ကူစပြောကြပါဆိုဆိုရင်အဲ့လှုပ်တဲ့အချိန်မှာနေပြီးတော့လည်းဘယ်နေရာလဲဆိုတော့ခင်ဗျနေ့စီမံအဝိုင်းလိုဟာမျိုးတွေအကုန်လုံးနေ့စီမံဝိုင်းတောင်းတာပါဆိုရင်အကုန်လုံးဒီအုပ်တွေကိုကြွအချက်ဖြတ်ကုန်မယ်လွတ်ထုံနေနောက်ဒီတပြေးကုန်းစီမှာဆိုလည်းထိခိုက်မနေတာမျိုးရှိတယ် ။နောက်ဒီစေယုံတွေပေါ့နော်စေယုံတွေလည်းထီတယ်ဒီလိုဆိုစေယုံတွေကအပြင်းထွက်ပြီးတော့လူနာတွေပြအပြင်းမှာထွက်ထားရင်ပြီးတော့ပြင်းမှာထွက်နေရတဲ့ပေါ်ရှိတယ်။အဲ့တော့ဖြစ်ဖြစ်ချင်းဖြစ်တာနဲ့ဖြစ်တာနဲ့နိုင်ပိုင်းအတွင်းမှာပဲဘိုးကြောင့်ကြီးမင်းအောင်လိုင်းကသူ့အဖွဲ့အစည်းနဲ့သူရောက်ချလာတယ်။အမှသူရုံးစိုးလာမျိုးရောက်လာရောက်လာပြီးတော့သူလိုက်ပြီးတော့ဒီအခြေအနေလိုက်ကြည့်တယ်။ကြည့်ပြီးတော့သူသူ့လူတွေမာကြရှိတာမှားတယ်ပေါ့ဗျာ။ပြီးရင်ဒီငလင်ရဲ့စိုးကျိုးတွေတဲ့အောင်စိုးကျိုးတွေနောက်ဆက်တွဲစိုးကျိုးတွေဘယ်နောက်မှဖြစ်လဲဆိုတဲ့သတင်းတွေဆန်းဆန်းပြတ်သူနားထောင်တယ်။အဲ့မှသတင်းတွေကနေရာပေါင်းပေါင်းရောက်လာတယ်ပေါ့ဗျာ။ရောက်လာရောက်လာတော့သူဒါတွေအကုန်လုံးသူဆုံးဖြတ်လိမ့်မယ်ပေါ့။ဆိုတော့သူနဲ့သူ့ရဲ့ ဟိုကနေပတ်သက်ပြီးစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးကျွန်တော်တိကျသက်သက်ပြောပါမယ်အဲ့တော့နေပြည်တော်မှာကတော်တော်လေးနေရာပေါင်းတော်တော်ထိပါတယ်ဟိုလူသေးဆုံးတွေလည်းရှိခဲ့ပါတယ်နော်ဝန်ထမ်းအင်အားချို့တွေလည်းစာအုပ်တွေပြည့်စုံကုန်တာရှိတယ်လေးစိတ်ဆိုလည်းလေးစိတ်မှာလေးစိတ်ကဒီဘာခေါ်လဲဒီတာတာဝါတိုင်းပေါ့လေးစိတ်ကတာဝါတိုင်းတစ်ခုကပြုတ်ကြပြိုကြပါတယ်ငလင်းချောင်းပြိုကြပါပြီးတော့နောက်အဲ့မှာရှိတဲ့လူတွေကတော်တော်တချို့တွေတေဆုံးသွားတယ်လို့သိရတယ်တခါဟိုတချို့ဆိုလဲတာမန်ဒီလိုက်နေနိုင်တဲ့အေးရနေပြီးတော့ပြင်ထွက်နေရုတ်တရက်ဟိုခုနကဒီရုတ်တရက်ဟို ဟိုခေါ်လဲဒီတန်တန်တန်ဆူဆူတော့တန်ဟိုမျိုးလာစိုက်ပြီးတော့တေဘောရိုင်းလေးရှိတယ်စသဖြင့်မျိုးစုံပေါ့ဗျာဖြစ်စင်နေရတော့ဟိုတော်တော်လေးအော့တောင်းနေတော့ဖြစ်သွားတယ်မိနေပြီးတော့မှတော့ရုံးနေအစိုးရဌာနဆိုင်ရာရုံးနေလဲစောစောစီးရုံးပြန်လွတ်ပေးလိုက်ရတဲ့အချိန်ဖြစ်သွားတယ်အာနောက်တစ်ခုကဟိုကာဝေးစုယုံယုံပေါ့စစ်ယုံတွေပေါ့စစ်ယုံထဲမှာလဲစစ်ယုံတွေထဲမှာလဲစောင်းခင်းပြူချက်ပြစီကုန်တယ်ဖြစ်ကုန်တယ်ဖြစ်ကုန်တော့အများကြီးပဲဒါဒါဒါနေပြီးတော့တစ်ခုလေးပဲဆိုတော့နေပြီးတော့မှပြစီမှုတွေလဲတော်တော်များပါတယ်ပြန်လောက်ရမှာလေအများကြီးပဲကားတွေလဲပြစီတယ်အစောင်းဦးတွေပြကြလို့ဖြစ်ကုန်တယ်ဖြစ်တယ် နေပြီးတော့ဒါနေပြီးတော့ပျက်စီးတယ်ဆိုတော့နေပြီးတော့လားဆိုတော့မဟုတ်ဘူးကျွန်တော်တို့နောက်ဆုံးထပ်သိလိုက်တာအစောပိုင်းကတော့နေပြီးတော့ပျက်စီးမှုပဲကျွန်တော်တို့စဉ်းစားတာအာပျက်စီးမှုပဲစဉ်းစားတယ်စဉ်းစားတယ်ပေါ့စဉ်းစားတဲ့အချိန်မှာတခါသတင်းဆိုသတင်းမားတွေပေါ့သူကတကယ်သတင်းရုပ်မာတဲ့လူတွေကလည်းသတင်းတွေလွှင့်ရတယ်ဘလို့လွှင့်ရလဲဆိုတော့ပေါင်းလောင်းဆယ်ကြီးကိုချိုးပြလိုက်တော့မလို့လို့ရေဖြန့်ချတော့မလို့လို့စသဖြင့်ရှောက်ဖြန့်လိုက်တော့အဲပေါင်းလောင်းဆယ်ကြီးရဲ့တစ်လျှောက်မှာနေတဲ့ပြည်သူတွေကကြောက်လန့်ပြီးတော့တချို့တွေကလန့်ဖြန့်ပြီးတော့ဥပဒတန်ကြီးဖျားရှိကိုရောက်လာတယ်ဖျားရှိကိုလည်းဥပဒတန်ဖျားရှိကကြတော့အားလုံးတည်တယ်ခေါင်းကအမြင့်ကြီးရဲ့ခင်ဗျရေနွမ်းဖို့မပြောနဲ့ဘာနဲ့မှမလွယ်ဘူးအဲတော့ ဂုံအမြင့်ကြီးရဲ့ဂုံကြီးမြည်ဆိုတာဥပါဒသင်ဘုရားရှိရာကာလမကြီးရဲ့ဘေးဂုံဂုံကာလမကြီးအလေကောင်မှာရှိတဲ့ဒီအလေလမ်းလေကျုံးတွေရဂုံဂုံကိုပြီးဒီမှာအကုန်လုံးကားလေးဆိုင်ကလေးထိုးပြီးတန်းစီပြီးတော့အဲ့လိုနေရတယ်ဒါတွေဖြစ်ကုန်တယ်အဲ့တော့လမ်းတွေတော့တော်တော်များတချို့ဟိုနေပြည်တော်မှာရှိတဲ့တချို့လမ်းတွေဆိုလည်းဟိုပဲ့ရွက်ကုန်တယ်ဟိုလမ်းကုန်တယ်ဟိုကားတွေသွားလို့မရအောင်ဆိုးသွားတဲ့လမ်းတွေလည်းရှိတယ်အဲဒါပေမဲ့နေပြည်တော်ကတော့တခြားသွားလို့ရတယ်အများကြီးရှိပါနေပြည်တော်ရဲ့ဆက်သွယ်ရေးက infra ကတော့ ကြီးကြီးမားတေချာလုပ်ထားတာဖြစ်တယ်တိတ်ပြီးတော့မခက်ဘူးပေါ့နော်ဆိုတော့ဒါတစ်ချက်ပေါ့โอเคအဲ့ဒါဆိုရင်နေပြီးတော့သွားမယ်အမြန်လမ်းပါရောဆိုမိကုန်းကဲစပြီအမြန်လမ်းဆိုတော့ရန်ကုန်ကနေပြီးတော့ဒီနေပြီးတော့အထိပေါ့လမ်းပေါ့ဆိုတော့အခုရန်ကုန်ကနေပြီးတော့ကိုဒီနေ့ညနေမှာလုံးဝသွားလို့မရတော့ပါဘူးပိတ်လိုက်ပါပြီရန်ကုန်နေပြီးတော့ခီးအသွားကိုပိတ်လိုက်ပါပြီဘာလို့ပိတ်လိုက်လဲဆိုတော့ရန်ကုန်နေပြီးတော့ကနေတချို့ရန်ကုန်ကနေပြီးတော့သွားကြတဲ့လူတွေလမ်းကနေတဝက်ကြောကြောလောက်မှလှည့်ပြန်လာတယ်နေပြီးတော့ဝင်လာမှလှည့်ပြန်လာတယ်လို့သိရတယ်ဘာလို့ဆိုတော့ နေပြီးတော့ရန်ကုန်နေပြီးတော့လမ်းထဲကတချို့တော်တော်များများလည်းအနည်းဆုံးလမ်းထဲ6 4 5နေရာပေါ့နော်9နေရာထက်မနည်းမှာလမ်းကြီးပဲ့ရွှဲပြီးတော့လမ်းကြီးကားမောင်းလို့မရတော့တာတချို့ရောင်းမောင်းလို့ရတဲ့ဘေးမြေသားလမ်းဆင်းမောင်းပြီးမှရောက်မယ့်နေရာအဲ့ဒါမျိုးတွေဖြစ်ကုန်ပြီးတော့အဆိုးဆုံးကတော့စွာချောင်းပေါ့ဗျာစွာချောင်းစွာချောင်းသာဟိုကျွန်တော်နေပြီးတော့ရောက်ခါနီးသိမ့်မလို့တဲ့5မိုင်မဲ့လို့တဲ့6တရာရှိတရာဒဇင်းရှိတယ်အဲ့အဲ့ဒီတရာဒဇင်းကလည်းကားမောင်းလို့မရတော့ကားကြီးယူဆိုမောင်းလို့မရကားသေးလေးတွေဆိုရင်တော့3ကြီးထားမောင်းအောင်မယ်နေထားဖြစ်နေတော့ကားကြီးဆိုမောင်းလို့မရတဲ့အတွက်အဲ့ဒီအမြန်လမ်းကအမြန်လမ်းတာဝန်ရှိသူတွေက ဒီရန်ကုန်ကနေလာမယ့်ကားတွေမမြအောင်မလာနဲ့တော့နေပြီးတော့ကားတွေလည်းမထွက်နဲ့တော့ဆိုလောလောဆယ်ယာယီခဏအဝေးပြေးကားတွေလည်းခဏရက်လိုက်တယ်အာခီးတဲ့အိမ်စီးကားတွေလည်းခဏအကုန်လုံးဘယ်ကားမှမစုဖျက်သန်းွင့်ဟိုကျွန်တော်တို့ဘာခေါ်လဲဆိုတော့အာအစိုးရရဲ့အရေးအရေးကြီးသွားမယ့်ကားတွေကလွယ်ပြီးကျန်တဲ့ခီးသွားကားတွေအကုန်လုံးခဏရက်ခိုင်းထားလိုက်တယ်ဘာလို့လဲဆိုတော့မတော်တဆကြိုးကြိုင်ထပ်ခေနေရမှာဆိုလို့ဆိုတော့ဒီလိုလှုပ်ထားတာတွေ့ရတယ်အဲ့တော့ခီးသွားကြတဲ့လူတွေအတွက်ကတော့နည်းနည်းတော့အနှောင့်အယှက်တော့အကြံကြောင်မှုတော့ဖြစ်သွားတယ်ဒါကတော့တဘာဝပြီးဆိုတော့လေဘယ်တက်နိုင်မလဲပေါ့ဘယ်တက်နိုင်မလဲပေါ့ဆိုတော့နေပြီးတော့နေပြီးတော့ မန္တလေးကြားထဲမှာဆိုနေပြီးတော့မန္တလေးကြားထဲမှာလည်းအဲ့ဒီတိုင်းပါပဲကျိုးတဲ့ဒရားတွေကျိုးတာတွေပဲ့တဲ့ဒရားတွေပဲ့ဟိုလမ်းပေါ်လို့မရတယ်ဖြစ်ကုန်တယ်ဆက်သွေးလမ်းကြောင်းတွေကပျက်တော့ကုန်တယ်နေပြီးတော့ကနေဟိုပဲချမ်းကုန်တယ်ပျက်တော့သွားတယ်ဆိုတော့အဲ့လိုတော့ဖြစ်ကုန်တယ်ပြီးတော့တခါလေးနဲ့သွားမယ်ဆိုတော့လေလေရင်ကလေလေချောင်းချက်ပြတာဝါပျက်စီးသွားတဲ့အတွက်နေပြီးတော့လေရင်ဆင်းလို့မရဘူးလေရင်ဆင်းလို့မရတဲ့အတွက်ဘာဖြစ်မလဲဆိုတော့လေလေချောင်းလိုင်းတွေအခုဆိုရင်ပြည်တွင်းလေချောင်းလိုင်းတော်တော်များကခီးစဲပြန်သမှုကိုခဏရပ်ထားတယ်အကြီးပေါ့မန္တလေးမှာဆိုရင်လေစိတ်မှာတော့ဆောက်ဦးတွေခါပြီးတော့ဟိုကျွေးကြမန်းလေးပြုတ်ကြပြူးကြဖြစ်ကုန်တော့ ီးသရီအကုန်လုံးအပြင်ထွက်ထိုင်ပြီးတော့အပြင်မှာလေစိတ်ကအပြင်ထွက်ပြီးတော့တခါတည်းဟိုလေကွင်းပြည်ဟိုဒီဒီလေပြည်လန်းကွင်းပြည်ကြီးမှာထွက်ထိုင်နေတဲ့ဘွားတီရောက်ကုန်တယ်လေရင်းနေရလဲမပြန်မဲနဲ့လေရင်းနေသူတို့ပြန်ခါနေတာအိမ်မှာလှုပ်တော့ဆိုတော့လေရင်းနေပြန်သန်းလို့မရဘူးမန္တလေးမှာဆိုအဲ့လိုဖြစ်သွားတယ်အဲ့တော့မန္တလေးထဲမှာအထိနာမှုကြီးသွားဆိုမန္တလေးထဲမှာအထိနာမှုတော်တော်ကြီးပါတယ်မန္တလေးတော့အထိနာမှုဘယ်လောက်ကြီးလဲလို့မေးရင် ခုနရက်ွက်ရက်ွက်ကဲဟိုသုံးမုတ်တမုံလောက်မီးလောင်ပြားကျသွားတယ်မီးလောင်ပျက်စီးသွားတယ်နော်ရက်ွက်ဘာလို့ဆိုခုနငလင်းလှုပ်ရင်းနဲ့ငလင်းကနေသူဆက်ဆက်ပြီးတော့ shock ဖြစ်ပြီးတော့မီးထလောင်တော့မျိုးမီးကဘယ်လိုလောင်မှန်းတော့မသိဘူးငလင်းလှုပ်ပြီးတော့ခါခါပြီးတော့တိုက်ပြိုကြိုင်းနဲ့အဲ့မှာဆက်ဆက်ပြီးတော့မီးတွေထလောင်ကုန်တော့ကျွန်တော် short လေးဖြစ်ကုန်တော့လောင်မီးပါအဲ့လိုဖြစ်ပြီးလောင်တော့ကျန်တဲ့အဆက်လောင်ပြီးတော့မီးသက်ကားတွေလည်းမလာနိုင်တော့ချက်ချင်းမလာနိုင်တော့ဘလို့မလာနိုင်တော့ဘာလို့ဆိုတော့မီးသက်ကလာဖို့မပြောနဲ့ခင်ဗျမီးသက်ကားကိုမီးလောင်တွေကြောင့်ဖုန်းဆက်ပြုတ်ဖို့တော့ဖုန်းလိုင်းနေမရတော့ကိုပြက်စီးသွားဖုန်းလိုင်းကိုပြက်ပြက်ကုန်တော့ ဘလို့မှအဲ့ဆက်သွယ်ရပြက်ပြီးတော့ walkie talkie ဆက်လောက်ပဲသုံးလို့ရတယ်ဆိုတော့မိသက်သမားတွေလည်းမနိုင်တော့ဘူးအဲ့လိုဖြစ်ကုန်တယ်ဖြစ်ပြီးတော့မန္တလေးမှာအဲ့လိုတော့ဆိုးတယ်နော်မန္တလေးမှာဒီမာမျက်မှုနိဟိုဖရားရဲ့ဒီပဲဇောင်းတန်းတချို့တွေပြုံကြပျက်စီးတာရှိတယ်တခြားတွေတခြားတွေဒီအမရပူတော့ဘူဘော်ကြီးစသဖြင့်နေရာတော်တော်များထိခိုက်ပျက်စီးတာဖြစ်သွားတယ်နောက်တစ်ခါမန္တလေးကိုအဝင်ဒုထဝတိတရားလဲကျိုးသွားတယ်မြေကူးတရားကျိုးသွားတယ်တခါတခါဟိုဘက်ကစကိုင်းမန္တလေးဟိုဘက်ထွက်စကိုင်းတရားနှစ်ဆင်းရှိတယ်တရားဟောင်းကျိုးကြသွားတယ်ကျိုးကြတယ်အဲ့လိုဖြစ်စဉ်တွေဖြစ်တယ်ဆိုတော့ပြောရရင်တော့ ပြောဟိုပြောရင်တော့ပြောစရာကုံဖွဲရတော့မရှိတော့အောင်ပဲထိခိုက်ဆုံးရှုံးမှုမန္တလေးမှာကြီးပါတယ်မန္တလေးသားတွေအတွက်ကျွန်တော်တော်တော်လေးစိတ်တော့မကောင်းပါဘူးကြားရတာလည်းမကောင်းပါဘူးတချို့လည်းသေဆုံးမှုရှိတယ်နောက်မစိုးရင်ចောင်းတိုက်လည်းចောင်းတိုက်ဆိုလည်းပြိုကျပြီးတော့အမှចောင်းတိုက်ပြိုကျပြီးတော့အုတ်ပြိုကျတဲ့အုတ်ဒီအောက်မှာကိုရင်လေးတွေပြဟန်းနေဖုံးကြီးပေါ့ဗျဖုံးကြီးတွေအဲကိုယ်လုံးဆုံးပါတာဒဏ်ရရတာဒီမနေ့ဆွတ်ထုတ်တာတွေလည်းအဲရှိပါတယ်ရှိခဲ့ပါတယ်အခြားလူတွေဒီပဲဒီတကယ်အရေးကြီးတဲ့နံပါတ်တော့ menu အုပ်ချောင်းတွေရောအကုန်ကောတခုပြီးတခုကျွန်တော်တန်းစီပြီးတော့ပြောရစရာ ပြောရင်ချပြောမယ်ဆိုတော့ပျက်စီးဆုံးရှုံးမှုကခင်ဗျာဆင်းရဲရေးစာမျက်နှာတမျက်နှာဘက်ကရှိတယ်ဆိုတော့စာမျက်နှာတမျက်နှာမို့ဒီလိုစာစာမျက်နှာတမျက်နှာဆိုတော့နံပါတ်တွေပဲရေးဘယ်နေရာပျက်စီးတဲ့နေရာ1 2 3ဆိုပြီးတော့နံပါတ်ပဲရေးမယ်ဆိုရင်တော့စာမျက်နှာတမျက်နှာမကောင်းအောင်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်ဖြစ်ခဲ့တော့ကျွန်တော်တို့လည်းဘယ်နေရာပြောရမှမသိတော့ဖြစ်ကုန်ပါတယ်အဲ့တော့ဟိုအထူးစိတ်မကောင်းဖြစ်ရတော့ကျွန်တော်တို့တိုက်ပြီးရဲ့အာကံကြမ်းပါဗျာဒါကတော့ကျွန်တော်တို့ပြည်သူလူထုတော့စိတ်မကောင်းဖြစ်ရတာပေါ့အထူးစိတ်မကောင်းဖြစ်ရဒီလိုထိခိုက်နေတဲ့ဆုံးရှုံးမှုတွေတော့ပေါ့နော်နောက်တစ်ခုကအောင်ပန်းအောင်ပန်းဆိုလေခင်ဗျအောင်ပန်းဟိုတယ်က ဝုန်းဆိုပြီးအလုံးလိုက်ကြီးတခါလေးပြိုကြွားသွားတာပြိုကြွားသွားတော့အောင်မဲဟိုတယ်ထဲမှာရှိနေတဲ့လူတွေအကုန်လုံးပြပိကိုပိကိုပြီးတော့အကုန်လုံးတော်တော်လေးအဖြစ်ကုန်တယ်ဗောနော်တော်တော်လေးပြပိပြီးဖြစ်ကုန်တယ်အောင်မဲဟိုတယ်မှာအခုသေဆုံးမှုတွေကကျွန်တော်ထင်တယ်ဆယ်ကဏ္ဍကတ်သွားမယ်လို့ထင်တယ်တချို့တွေဒဏ်ရရဒဏ်ဘရဘွားနဲ့ပြန်ထွက်လာကုန်ကျုံမှုဂျားတဲ့ဟိုတယ်ပြိုရဲ့တရားဂျားတဲ့ထွက်လာတာတွေ့ရတယ်ဆိုတော့အောင်မဲမှာလည်းအဲ့လိုဖြစ်တယ်အဲ့အောင်မဲမှာလည်းထိခိုက်ဆုံးရှုံးမှုတွေမှာတော့အဲ့အောင်မဲဟိုတယ်ပြိုကြတာအဆိုးဆုံးမှုအကြီးဆုံးဖြစ်သွားတယ်ဗောနော်ဆိုတော့မန္တလေးမှာကြတော့ခုနဟို ဆက်တစ်ထက်လောက်ရှိတဲ့တိုင်တိုင်တဲ့တိုင်တိုင်ကအသူကပြိုမလဲပါဘူးအောက်ကိုကျွန်ကြပါလေးထက်လောက်ကျွန်သွားပြီးခုနှစ်ထက်လောက်ပဲအပေါ်မှာကျန်ခဲ့တော့တယ်တဲ့အောက်ကိုကျွန်သွားတယ်အဲ့လိုမျိုးတွေရှိတယ်ဆိုတော့တော်တော်လေးကြီးကြီးမားမားဖြစ်ခဲ့ပြီးပြီလို့တော့ပြောလို့ရတယ်တခြားနယ်လေးတွေရောတခြားနေရာသေးသေးလေးတွေဖြစ်သလားဆိုဖြစ်ပါတယ်ခုနရှမ်းပြည်နယ်ဘက်ကနေရာကြီးထိပါတယ်စကိုင်းထဲမှာလည်းထိပါတယ်အာကျွန်တော်တို့ပို့လို့ပြောနေပဲကကိုးထဲမှာလည်းထိပါတယ်ရန်ကုန်မှာလည်းနည်းနည်းလေးလှုပ်ခတ်မှုရှိလို့ကြားပါတယ်သိရပါတယ်ဆိုတော့ပြောရရင်တော့ရန်ရန်ကုန်နေပြီးတော့မန္တလေးပဲခိုး ရှမ်းပြည်နယ်တချို့စကိုင်းအစရှိတဲ့နေရာ6နေရာထဲမင်းမှာတွားဖြစ်တယ်ဖြစ်တော့နိုင်ငံတော်ကဘာလို့ ਆ လဲဆိုတော့ဘုကျိုးတော်မင်းတို့တို့ဘာလို့ဆိုရင်နိုင်ငံတော်ရဲ့သတင်းမှန်ပြန်ကြားရေးဖွဲ့လို့ဆိုလို့ရှိရင်ဒီနေ့ဆိုရင်ဒါတို့ဘလောက်ထိ response မြန်လဲလို့မင်းအခင်းဖြစ်တာဖြစ်ပြီးတော့နိုင်ပိုင်းနိုင်ပိုင်းတို့မှာပဲချက်ချင်းသူဒီခါလိုက်ဆိုရင်ဒီလိုမျိုးရိုက်ပြီးတော့မှအတန်ဖိုင်ကိုကြကြရနာ edit လုပ်ဒီချာလုပ်ပြီးမှအတန်ဖိုင်ကိုကျွန်တော်တို့သတင်းမီဒီယာကြီးသိစေဖို့ဖြန့်တာအခုကြတော့မဟုတ်တော့ Viber group ထဲမှာဟိုဟာကိုဖွင့်ပြီးတော့ Viber group ထဲကအတန် voice message ကိုဖွင့်ပြီးတော့ကိုတန်ပြောပြီးတော့ကိုတခါတည်းကြီးညာတော့တာ ဘာဖြစ်လို့ဆိုတော့ဘလောက်အရေးကြီးနေပြီလဲဆိုတော့သူတို့ကောင်းကောင်းသိသွားတဲ့သဘောပေါ့ကောင်းကောင်းနားလည်သွားတဲ့သဘောဖြစ်သွားတယ်ပေါ့နော်ဆိုတော့ပြောရရင်တော့လက်ရှိအခြေအနေအရအဲ့ဒီဖြစ်ဖြစ်ဟိုငလင်ကြောင့်ပြည်စည်းဆုံးရှုံးသွားတဲ့ data အလုံးကိုအရေးပေါ်အခြေအနေကြီးညာလိုက်ရပါတယ်နော်သဘောဘေးအနေအရေးပေါ်အခြေအနေဖြစ်နေကြီးညာထားလိုက်ရပါတယ်ကျန်ထားပြီးတော့အခုသဘောဘေးအနေအရေးပေါ်အခြေအနေကြီးညာထားပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကူညီရေးလုပ်ငန်းတွေကိုအခု operation တွေကိုတောက်လျှောက်စပြီးအခုရန်ကုန်မန်းရန်ကုန်နဲ့ဒီအရာဝတီတိုင်းဘက်ကတချို့သောကူညီကယ်ဆယ်အဖွဲ့တွေလည်းနေပြည်တော်ကိုခြိတက်သွားကြပြီနောက်မြှိယာပေါ့မန္တလေးထိခြိတက်မှခြိတက်တာပေါ့အကုန်လုံး why အုံခြိတက်ပြီးတော့ why ကူပေးတာပေါ့ သွားကြပါပြီရန်ကုန်ကထိခိုက်ဆုံးရှုံးမှုမှမရှိတာမရှိတော့ရန်ကုန်ကတော့တိတ်အလောက်မဟုတ်ဘူးအဓိကနေပြည်တော်မန္တလေးစကိုင်းအဲစကိုင်းပေါ့နော်အဲသုံးနေရာအဓိကနေရာဖြစ်နေတယ်အဲ့နေရာအဓိကဖြစ်သွားတဲ့နေရာဆိုအဲသုံးနေရာကတော့အဓိကတော့ဘာလို့ဒီကောင်းကြီးကစကိုင်းပြည့်ပြည့်ကျော်ကြီးရှိတော့ဒီပြည့်ပြည့်ကျော်ကြီးရဲ့ငလင်ကလှုပ်အောင်မယ်ဆိုတဲ့သတင်းကကျွန်တော်တို့စောရည်ရှိနေပြီသားလာပေါင်းများစွာရှိနေပြီသားနှစ်ပေါင်းများစွာနှစ်နဲ့ချီရှိနေပြီသားဆိုတော့အဲ့လိုရှိနေတချီချီမှတော့ជីជីမှကင်တော့မယ်ဆိုတော့ကျွန်တော်မြင်ရတယ်ပြီးခဲ့တဲ့လာပိုင်းနေရာမှာဥပမာလှုပ်ကြတဲ့ကဘယ်နေရာမှာတော့ជីជីမှကင်တော့မလဲမသိဘူးလို့ကျွန်တော်တို့တွေးမိနေတာအခုတကယ်ချသွားတာကဟိုအဲ့ စကိုင်းကိုဘိုးပြုတ်ပြီးတော့မန္တလေးတို့ဘကူမန္တလေးတို့နေပြီးတော့တော့ဟိုတော့ထိအောင်တာပေါ့နော်အဲ့လိုတော့ထိအောင်တော့တွေ့ရတယ်ဆိုတော့အဲ့ဘောကျသောမင်းတို့ရဲ့သတင်းမှပြန်ကြားရေး group မှာဒီနေ့ထုတ်ပြောလာတဲ့အထက်မှာတစ်ခုပါပါတယ်အဲ့ဒါပါလဲဆိုတော့အခုကျမ်းမာရေးဆောက်ရှောက်မှုကဏ္ဍနဲ့ပတ်သက်ပြီးတော့အခုလူတွေအရေးပေါ်ကယ်ဆယ်ရေးကိစ္စတွေလိုအပ်နေပါတယ်ဆိုလို့သူပြောတယ်အရေးပေါ်ကယ်ဆယ်ရေးတွေတအားလိုအပ်နေပါတယ်ဆိုပြီးသူထုတ်ပြောပါတယ်ထုတ်ပြောတော့ဟိုကယ်ဆယ်ရေးလိုအပ်တယ်လိုအပ်တဲ့အပြင်ပြည်သူလူထုရဲ့အားနဲ့ကူညီပေးကြဖို့လိုနေပြီဆိုတော့သူထုတ်ပြောတယ်နောက်တစ်ခုကသွေးလောလောဆယ်သွေးလိုအပ်ချက်ရှိနေတယ်တဲ့သွေးပါဆိုတော့ ခင်ဗျားအခုဆေးရုံတွေမှာဆေးရုံတွေထွက်ပြေးလာတယ်ဆေးရုံတွေပျိုကြတယ်ပျက်စီးကုန်တယ်အဲ့ဒီဆေးရုံတွေထွက်ပြေးလာတဲ့လူတွေပြောင်းလာတာကသွေးတယ်သွေးအားနေတာဖြစ်ကုန်တော့သွေးအားသွေးပြန်သွေးရပါတယ်ဖြစ်ကုန်တယ်ဒဏ်ရာရတဲ့လူတွေထိခိုက်တဲ့လူတွေအားသွေးသွေးသွေးရမှာပေါ့သွေးသွေးကုသမယ်လို့တွေအများကြီးလောက်အောင်ပြောင်းပြတော့သွေးအားသွေးလူဝိမဲ့လူတွေလိုအပ်နေပါတယ်ဆိုပြောတယ်အဲ့တော့ရန်ကုန်လိုတော့ပြေးလူကခက်သွားပြီအဲ့တော့နေပြည်တော်ထဲမှာရှိတဲ့ကျွန်တော်ဒီရုပ်တောင်နားထောင်လို့ရရင်နားထောင်လို့ရတဲ့လူတွေကနေပြည်တော်မှာရှိတဲ့လူတွေကကူလို့ရရင်သွားပြီးတော့ကူကြပါလှူလို့ရရင်သွားလှူကြပါကို့သွေးမျိုးစားနဲ့ကြိုက်တယ်ဆိုရင်သွားလှူကြပါဟိုပွက်လည်းပြောတော့ အဲ့လိုလူတန်းပေးမှပဲတော်တော်လေးဟိုဖြစ်မယ်ဖြစ်မယ်ပေါ့နော်ဆိုတော့ဟိုလူတန်းပြနောက်ဆိုရင်ကျမ်းမာရေးအရာဆောက်ရှောက်မှုရစိတ်ကဲဆုံးရှုံးမှုတွေလည်းအများကြီးဖြစ်သွားနိုင်တယ်ဆိုတော့ဒီသဘာဝဘေးအနေနဲ့တွက်ချက်လို့တော့သူတို့ခုထိအဲ့ခုနာဆာကဆိုတာလက်ရှိချိန်သဘာဝဘေးဒီဒီငလင်ဘေးရဲ့ဆိုးကျိုးတွေနဲ့ဆုံးရှုံးမှုတွေကိုသူတို့မတွက်နိုင်သေးဘူးတွက်နိုင်မှာမဟုတ်သေးဘူးခုမှဖြစ်တာနိုင်ပဲပဲရှိသေးတယ်24နိုင်တော်မပြည့်သေးဘူးသူတွက်လို့မရသေးဘူးသေဆုံးတဲ့စင်းရင်ဘာစင်းညာစင်းလဲသူတို့မတွက်နိုင်သေးပါဘူးခုချိန်ကြီးဘာမှမလုပ်နိုင်သေးဘူးတော်တော်လေးတော့အခက်အခဲနဲ့ဖြစ်နေတဲ့သဘောရှိတယ်အဲ့တော့ကျွန်တော်တိုက်ပြရတော့ဒါ ကန်ဆိုးမှာတော့ရမိုးလိုက်လို့ရွာဆိုတကယ်သူပဲတိုက်ပြရတော့ကန်ကျမကတော့ကန်မကောင်းလှပါဘူးကန်မကောင်းလှပါဘူးကန်မကောင်းလှပါဘူးဆိုတော့ခင်ဗျားတို့ပြန်တွေးကြည့်မယ်ဆိုရင်ကျွန်တော်တို့တိုက်ပြရစစ်ပေးတွေလည်းကျွန်တော်တို့ပြည်သူတွေကစစ်ပေးတန်တွေလည်းခံရတယ်လက်နက်ကင်တွေရဲ့အနေကိုကြောက်ပြီးတော့စစ်ပေးတန်တွေလည်းခံနေရတယ်နောက်တစ်ခါလေးပေးတန်တွေလည်းခံနေရလေးပေးဆိုတာဒီလား online ပေါ်နေပြီးတော့နေမင်းကစားနေဆဲဆိုပြီးအုပ်စုဖွဲ့ပြီးရန်လုတဲ့အုပ်စုတွေရဲ့တန်လည်းခံနေရပါတယ်နော်ဟိုစားနေခါနဲ့ဒီဆေးဝါးရှားပါခြင်းတံကိုလည်းခံရရပါတယ်။ကုန်စည်လုံးကြီးနေခြင်းရှားပါခြင်းလို့တံခံရရပါတယ်။တခါပြီးခဲ့တဲ့တစ်ခေါက်တော့ မိုးခါပုံတိုင်းလိုမျိုးပုံတိုင်းတိုင်းခံရရပါတယ်နောက်တစ်ခါပြီးခဲ့တဲ့အသိပ္ပာယ်ကရေဘေးလိုဟာမျိုးလဲနော်နေပြီးတော့ဘိုးပြုတ်ပြီးတော့ဂိုင်းထိုက်တဲ့ရေဘေးအဲ့ရေဘေးလိုဟာမျိုးလဲခံရပြီးပါပြီအခုနောက်ဆုံးငလင်းတန်းဆိုတော့ကျွန်တော်ပြည်သူကဘာခံစရာကြံသေးလဲပေါ့ဆိုတော့တခါကြရင်ဘာသာတူလဲဆိုတော့ကျွန်တော်တို့တခါတော့နောက်နောက်ပြောင်းပြောကြတာရှိတယ်သူညမမင်းစီကိုညမညမနိုင်ငံကမွေးတဲ့လူတယောက်ညမမင်းစီရောက်သွားတာညမမင်းကငရဲငရဲဒီကောင်မင်းငရဲကြာမယ်ကောင်ဆိုပြီးတော့ငရဲကိုစီပိုးတဲ့ထက်ကြော်လိုက်တယ်ပူတယ်စီပိုးတဲ့ထက်ပြီးတော့ကြော်ပလိုက်ကြော်ဖို့ထက်လိုက်တယ် ထဲတော့ဟိုကစီပူရဲရောက်တဲ့ခင်မှာအဲ့ CD တွေခတ်ပြီးရေချိုးနေလို့ရတယ်။ရေချိုးနေတော့မင်းဒီကောင်ဘာအောင်လဲမသိဘူးဆိုတော့ तू ကပြောလဲဆိုကျွန်တော်မြန်မာပြည်ကလာတာဆိုတော့ငရဲမြန်မာပြည်ကလာတာဆိုတော့ငရဲငရဲလောက်တော့မကြောက်တော့ပါဘူးဆိုတော့တကယ်လဲချက်တော့တိုက်ပြီးပြည်သူလူတွေဘောကအဲ့လိုဖြစ်နေတယ်။ချက်တော့တိုက်ပြီးဘောစိတ်တော့မကောင်းပါဘူးဒီလိုနောက်တစ်ခုကဒီဒီငလင်းဘေးတွေကျုံလာပြီးတော့ဘေးကျုံလာပြီးဆိုရင်နံပါတ်1က transportation ဆိုတဲ့ပြဿနာတက်တယ်။တယ်ဘူးဆောင်ရေးပြဿနာတက်တယ်။နောက်တစ်ခုကလူမှုကူညီပရိုက်တာဖွဲ့တယ် အနေနဲ့လုံလောက်ကူညီနိုင်ဖို့အခက်အခဲရှိတယ်ရှိတယ်เนาะနောက်တစ်ခါစားနိုင်ကဆေးဝါးအခက်အခဲဖြစ်တယ်ပြီးတော့အဲ့မှာအဆောက်အဦတွေပျက်စီးသွားတဲ့အဆောက်အဦတွေလန်ဒရာတွေအားတွေအတွက်ပြန်လဲဆောက်လုပ်ရမယ်အဲဒီဒီဆောက်လုပ်ရေးပစ္စည်းတွေလိုအပ်ချက်တွေရှိလာဆိုတော့အဲ့ဒီလိုအပ်ချက်တွေအကုန်လုံးလည်းဒီနိုင်ငံတော်ကြီးကြီးတွေကတော်တော်လေးတော့သူတို့လည်းစဉ်းစားရလိမ့်မယ်တောင်းပေါင်းဆောင်စဉ်းစားရလိမ့်မယ်လို့မြင်တယ်ဆိုတော့ဒီနေရာမှာပြည်သူလူထုအားကိုလည်းလိုအပ်တယ်ပြည်သူတွေကိုယ်တိုင်ကလည်းငါတို့တော့ကွာဒီတစ်ခါတော့ဖြစ်နေတာဖြစ်ကွာငါတို့ကွာရောက်မင်းစစ်တပ်ပဲပြောပြောဘူးဘူးပြောလို့ဆိုတော့လက်ရှိအုပ်ချုပ်သူတွေနဲ့တွဲပြီးတော့ငါတို့ဒေသအရော ဒီဆုပ်ပြတ်တတ်မှုဒီလိုခက်ခဲနေမှုတွေငါတို့ယုံထားကြမှာရတော့မဲဆိုတဲ့စိတ်လေးနဲ့ဒီတစ်ခါတော့အထူးယုံကြဖို့တိုက်တွန်းပါတယ်နိုင်ငံရေးသမားတွေလူပညာရှင်တွေเนาะကျွန်တော်တို့လိုမီဒီယာတွေเนาะ social influencer တွေအစရှိတဲ့ဒီတိုင်းပြည်ပေါ်စေတနာရှိကြတဲ့ချစ်မြတ်လို့ကြတဲ့သူတွေကဝိုင်းဝန်းပြီးတော့အကုန်လုံးကိုလုံနိုင်တဲ့အပိုင်းတွေရဲ့ဝိုင်းပြီးတော့တူကူညီကြဖို့လိုတယ်မေတ္တာပြုကူညီကြဖို့လိုတယ်စေတနာနဲ့ကူညီကြဖို့လိုတယ်ကိုယ့်နိုင်ငံသားချင်းစာနာထောက်ထားမှုနဲ့ကူညီကြဖို့လိုနေပြီလို့ပြောချင်ပါတယ်အဲ့တော့ ဒီနေရာမှာတချို့တွေကတော့ဝိုင်းပြောကြတယ်မျိုးစုံရှိကြတော့ဗျာဟိုဟိုလူကဘယ်လောက်လူမလဲဗဇက်ကနေပြောနေကြတယ်လည်းရှိတယ်ဟုတ်လဲမဟုတ်လဲကျွန်တော်မသိဘူးเนาะအဲ့လိုလည်းရှိတယ်ဒီအချိန်မှာဒီလိုငလင်ပေးကြုံတဲ့ခါမှာမြန်မာပြည်ငလင်ပေးတဲ့ပတ်သက်လို့ရှိရင်တခုကျွန်တော်တို့နိုင်ငံပတ်သက်အတိမတ်ပြုတဲ့အနေနဲ့ပြောလာတဲ့ဟာတခုရှိပါတယ်ကမ္ဘာမှာလည်းဒီသတင်းတော်တော်ပြန့်သွားပါတယ်ဘာလို့ဆိုတော့ဘယ်လောက်ဒီဆိုလဲဆိုအယ်ဂျာဇီးရာသတင်းတော်ဆိုရင်ကျွန်တော်သိရတယ်လို့ဟိုကြည့်ရတာဘိုးချုပ်ဝန်ကြီးကိုအင်တာဗျူးလာဘိုးချုပ်ဇော်မဲတို့အင်တာဗျူးလာမသိဘူးသူနေပြီးတော့ရောက်စေယုံတဲ့ကိုရောက်နေတာဗျရောက်နေတဲ့အချိန်မှာတခါလဲတက်တဲ့စံသူငလင်နဲ့တက်တဲ့တူတာအယ်ဂျာဇီးရာသတင်းတော် ငါလင်းနေတယ်တူကတိုးတော့အဲ့တိုးတော့ तू ကဗီဒီယိုထားတာ तू ကအမအယ်ဂျာစီရမှာတက်နေပြီငါလင်းတက်တက်တယ်တိုးတော့ तू အဲ့ဒါကိုရိုက်ပြီးတော့စေယုံနဲ့စစ်သားတွေထွက်ထွက်ထွက်ပြီးအပြေထွက်လာရတဲ့ဟာလေးဆို तू ရိုက်ပြီးတော့ရိုက်ထားပြီးတော့ तू မပြောပြနဲ့ငါလင်းနဲ့ तू တက်တယ်တိုးတယ်ပြောနေအယ်ဂျာစီရတဲ့တော့ဆိုရင်ကဲအဲ့လိုမျိုးတော့ရှိတယ်တက်တဲ့ယူတိုးကြတာဆိုတော့ကဘာလောကအခုသိနေပြီဒီမြန်မာဖြစ်စဉ်သိတယ်တိဘယ်လောက်ထိသိလဲဆိုတော့ခင်ဗျားတို့အားလုံးသိတယ် Manchester United ပေါ့နော်စိုက်ကားအသင်းပေါ့နော်စိုက်ကားအသင်းဖြစ်တယ် Manchester United ကနော်စိုက်ကြဲလို့အသင်းပေါ့စိုက်ကားမို့လို့စိုက်ကြဲလို့ပါဆိုတော့စိုက်ကားရင်တစ်စင်းနဲ့နဲ့မြင်လာစိုက်ကြဲလို့ ဆိုင်ကာအသင်းမန်ချက်စတာယူနိုက်တက်ကမြန်မာပြည်သူလူနဲ့အတူရှိပါတယ်ဆိုပြီးသူမြန်မာပြည်သူလက်ပြီးတော့ဆူတောင်းပေးရပေးတယ်။နောက်ဘရန်ဖို့ဘရန်ဖို့ဆိုတဲ့ပရီးမီးယားလိဂ်ကဘရန်ဖို့အသင်းကလည်းဆူတောင်းပေးတယ်။နောက်နရန္ဒရာမိုဒီအိန္ဒိယနရန္ဒရာမိုဒီကသူ့ရဲ့ Twitter နဲ့တဆင်သူကမြန်မာပြည်သူလူအပေါ်မှာမြန်မာပြည်သူလူနဲ့ထိုင်းမှာမြန်မာနဲ့ထိုင်းမှာနိုင်ငံလုံးထိုင်းမှာလည်းဖြစ်ပါတယ်။ဒီဖြစ်စဉ်ကမြန်မာတိုင်းကလည်းဖြစ်တာမဟုတ်ဘူး။ထိုင်းမှာလည်းဖြစ်ပါတယ်။တော်တော်ထိုင်းမှာလည်းတော်တော်ဆိုးဆိုးဝါးတွေဖြစ်ပါတယ်။ဆိုတော့မြန်မာတိုင်းလည်းဖြစ်တယ်ထင်ပြီးတော့တချို့ကဟိုဟိုမင်းဆိုမင်းညစ်တွေလျှောက်ပြောနေတာပြောနေကြတာ။ ခင်ဗျားတို့ကကျွန်တော်တောင်းလေးနဲ့အဲ့ဆိုထိုင်းအောင်မင်းဆိုမင်းလာလို့မိရဖြစ်နေခင်ဗျားတို့တခါကြရင်လေတချို့ကိစ္စတွေကဟိုအဲ့လောက်တခါတလေကြရင်တချို့ကိစ္စတွေကခင်ဗျားတို့ဘာဖြစ်နေလဲဆိုတော့လက်သုံးလက်သုံးချောင်းစာလေးပဲတွေးနေတာခင်ဗျားတို့လက်တော်လက်တော်စာအဆင့်အောင်မို့လက်သုံးချောင်းစာလေးပဲတွေးနေတာခင်ဗျားတို့ကတဘွားလက်လက်တော်စာမဟုတ်ဘူးနော်လက်သုံးချောင်းစာလေးပဲခင်ဗျားတို့တွေးနေတာအဲ့ဒီအတွေးအထိချင်းချင်းလေးတွေကမထွက်နိုင်သေးသေးခင်ဗျားတို့ဘတော့မှလည်းပွင့်လာမှာမဟုတ်ဘူးနော်ပွင့်လာမှလည်းဘတော့မှလည်းဟိုဘာဖြစ်တော့မှမဟုတ်ဘူးတိုးတက်လာမယ့်ကောင်တွေလည်းမဟုတ်ဘူး ော့အဲ့ဒါ time မှာလည်းဖြစ်တယ်ဘူးပဲအဲ့တချို့ကရှောက်ပြောနေပေါက်ခဲ့ရင်ပေါ့အဲ့တော့ဒါတွေကသဘောဝဘေးဆိုတာကစိုးရိတွေကဘာသူပါရဲမဟုတ်ဖြစ်ဖို့ချိန်ကာကြုံကြိတ်လာတဲ့ကဖြစ်ကြတာဆိုတော့အခုနန္ဒရာမိုဒီဆိုရင်မြန်မာပြည်နဲ့ပတ်သက်ပြီးတော့သူဆူတောင်းပေးတယ်ပြီးရင်မြန်မာနဲ့ထိုင်းနယ်ကိုအတွက်ကိုသူဆူတောင်းပေးတယ်မြန်မာပြည်သူလူထုမြန်မာနဲ့ထိုင်းပြည်သူလူထုအဲဟိုပြန်ပြီးတော့ဟိုအဆင်ပြေကြောပေးပါစေဆူတောင်းပေးတယ်ပြီးရင်သူကကိုကြီးရေးကယ်ဆယ်ရေးကိစ္စတွေအတွက်ကိုသူ့လူသူ့ရဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေဆင်းဆင်းကိုမှာကြားထားပြီးပြီဆိုပြီးတော့ဒါမြန်မာပြည်ကိုကိုကြီးကယ်ဆယ်ရေးကိစ္စတွေ အိန္ဒိယကစပြီးလုပ်မယ်ဆိုတော့ပြောတယ်။ဘာပဲပြောဒါကျေးဇူးတင်ရမယ်အခွက်ပဲ။ဒါကျွန်တော်ကျေးဇူးတင်ပါတယ်။ဘာပဲပြောအိန္ဒိယနိုင်ငံရဲ့လက်ရှိဝန်ကြီးချုပ်ခေါင်းဆောင်ပြောဖြစ်သူမော်ဒီကိုယ်တိုင်ကနရန္ဒရာမော်ဒီကိုယ်တိုင်ကဒီလိုမျိုးစေစနာလေးရှိတာကိုကြည့်သိရတဲ့အတွက်အိန္ဒိယဘက်ကတော့ကျေးဇူးတင်ပါတယ်ဒီအတွက်ဒီကျေးဇူးတင်ပါတယ်ဒါပေမဲ့ဘယ်တခြားနိုင်ငံတွေကတော့ဒီကျွန်တော်ရုပ်သံကြည့်တဲ့ချိန်ထိတော့ရုပ်သံပြောကနေချိန်ထိတော့တခြားနိုင်ငံတွေပြောတာမတွေ့သေးဘူးခင်ဗျားတို့အားကိုးပါတယ်ဆိုတော့အမေရိကန်ကြီးလည်းပြောတာမတွေ့ဘူးဥရောပကလည်းပြောတာမတွေ့ဘူးဟိုတချို့တွေလော်ဘီလုပ်ပေးနေရပါတော့တရုတ်တရုတ်နိုင်ငံလည်းမတွေ့ဘူးတရုတ်နိုင်ငံကြီးတာမတွေ့ဘူးဂျပန်လည်းမတွေ့ဘူး နော်ထိုင်းရလည်းမပြောသေးဘူးထိုင်းလည်းသူပြည်ဆိုင်သူရှင်းနေရတယ်ဆိုတော့ဒီလိုတော့ရှိတယ်ဗျာတခါကြရင်တော့ကိုကိုနိုင်ငံမပြောသေးဘူးမပြောသေးလို့စိန်ဆိုးတာမဟုတ်ဘူးတချို့လူတွေသိစီချင်တော့တမင်ထပ်ပြောတာတချို့လူတွေကြတော့မင်းမပြောသေးတာမင်းလည်းသိသိနေဘာလို့ပြောမလဲမဟုတ်မပြောသေးတာသိလို့ကိုထပ်ပြီးတော့သိအောင်ပြောတာမိမှဆိုလို့ကျွန်တော်ပြည်သူလူကမိတတ်တယ်ကျွန်တော်ပြည်သူကခွန့်လွတ်ပေးလို့တတ်တယ်ဟိုအမှတ်သေးချင်မရှိဘူးနာကြီးမုံဒီဖို့ဆိုတဲ့ညအမှတ်သေးချင်မရှိဘူးဒီကနာကြီးမုံဒီခိုင်းတာမဟုတ်အမှတ်သေးချင်မရှိတာဆိုလို့အမှတ်သေးချင်ရှိအောင်လို့ပြောပြတာသိအောင်လို့ ကြင်ကြင်ကကအဖန်တရာပြောနေမှာတချို့ဟာတွေနားလဲရောက်မှာမဟုတ်ထည့်ပြောနေတာအဲ့တော့ကျွန်တော်နိုင်ငံကိုကူညီခြင်းနဲ့ဘာညာဆိုတော့အတမ်းမထွက်သေးဘူးကူညီမဲ့လို့ယူဆပါတယ်နော်ကူညီမဲ့လို့ယူဆပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဆီကဂျုံတခင်းလုံးယူသွားခဲ့ပြီပဲဗျာပေါမိုးတစ်ချက်တော့တို့ပြန်ကျွေးကျွေးမှာပေါ့နော်ဟဲ့နော်ဆိုတော့ထားပါတော့ဆိုတော့အဲ့တော့ဘာပြောဒီခင်းချင်းမှာအားလုံးကတော့မြန်မာနိုင်ငံသားအားလုံးကိုကျွန်တော်ကတိုက်တွန်းချင်တာတခုပဲရှိတယ်ခင်ဗျားတို့ကျွန်တော်ဒီချိန်မှာမညီညွတ်ပဲချိန်ညီညွတ်ကြမလဲကျွန်တော်တို့အားလုံးကဘာဖြစ်လဲဆိုတော့ပြဿနာပေါင်း16000ကျားထဲမှာရောက်နေတာ တကယ်ပြောတော့တော့ကြားလိုက်ရောက်နေချိန်မှာကျွန်တော်တို့အချင်းချင်းကလက်ချင်းချိတ်မထားရင်เนาะဒီတဘောဘေးဘာဘေးညာဘေးနိုင်ငံရေးဘေးเนาะဘေးပေါင်းစုံနဲ့ကြားထဲမှာကျွန်တော်တို့ရောက်နေတယ်ရောက်နေချိန်မှာကျွန်တော်တို့အချင်းချင်းကမှလက်ချင်းချိတ်မထားရင်သိကြတယ်ကျွန်တော်တို့ထက်တယောက်ပြီးတယောက်လက်တွဲပြုတ်ပြုတ်ပြီးတော့အဲ့ခုနကပြောလို့ဆိုတော့တဘောဘေးသို့မဟုတ်ဒီကပ်ဘေးဘေးစိုးမျိုးစုံရဲ့ရေးစီးကြောင်းတော့မှမျောပါသွားပြီးတော့ပိုလို့ပက်လက်မျောပါသွားပြီးတေးကုန်ပါအဲ့တော့ကျွန်တော်ချင်းလက်ချင်းခံခံရမှာချိတ်ထားရဖို့လိုတယ်ကိုမှရှိတာသူ့မှရှိတာလေးပေါင်းပြီးတော့တူအားလေးရွေးလို့စုပြီးလို့ကြတော့ဒီ လိုခေါ်မလဲအစိုးတန်တရားကြီးတွေထပ်မလဲအောင်လို့ဝိုင်းဝါပေးကြဖို့လိုတယ်ပြီးတော့ကျွန်တော်နိုင်ငံသားတွေသာအချင်းချင်းညီညွတ်နဲ့ရှိနေမယ်ဆိုရင်တော်တော်ကိစ္စတွေကတော်တော်ကိစ္စတွေကျွန်တော်အထူးထူဖြေရှင်းလို့ရတယ်အခုကနိုင်ငံသားချင်းချင်းကြားမှာစိတ်ဝင်ကွဲမှုတွေဒုစရဆွေးကွဲပြီးတော့ဟိုသူ့ဘက်ငါဘက်ဘက်ရွေးမှုတွေဒီချိန်မှာတော့ဘက်ရွေးတာတွေကရှော်သိမ့်ပြီဒီချိန်မှာစစ်တပ်တွေ NLD တွေ UG တွေနီးပိတ်တွေနီးကြောင်တွေဟိုစိမ့်ပိတ်တွေအဲ့ရေးမကြည့်ဘူးကြဒီချိန်မှာကကြတော့ဒီလိုသဘောဝေးမှာအတူတူလောက်ကြဖို့လိုတယ်အတူတူအတူတူရွှေ့ထွက်လာကြဖို့လိုတယ်အတူတူဝိုင်းပြီးတော့စူးစမ်းပေးကြဖို့ ဟိုတယောက်တယောက်ကိုလက်လက်ကမ်းကြိုးစားဖို့လိုပြီးလို့ကျွန်တော်တိုက်တွန်းချင်တယ်အဲ့တော့အမှုပြရှင်တွေလည်းခင်ဗျားတို့လည်းငြိမ်မနေကြပါနဲ့နောက်နိုင်ငံရေးပါတီတွေခင်ဗျားတို့လည်းငြိမ်မနေကြပါနဲ့နောက် EU တွေခင်ဗျားတို့လည်းငြိမ်မနေကြပါနဲ့နောက် PDF တွေညီငယ်တွေမင်းတို့လည်းငြိမ်မနေကြပါနဲ့ NGO ကောင်တွေကတော့ပြောမနေနဲ့စာထုတ်ပြီးတော့အစည်းအဝေးလုပ်နေပါတယ်တဲ့အစည်းအဝေးလုပ်နေပါတယ်ဆိုတော့အေးပါလို့လုပ်ပါလို့အဲ့လိုလူတွေရှိသေးတယ်တခါကျရင်ကိုကူလို့ရမှာမင်းဝိုင်းကူကြပါဘာလို့ဆိုတော့ဒုက္ခရောက်နေတာကိုယ်နိုင်ငံသားတွေပါသတိနေမဟုတ်ပါဘူးကိုယ်နိုင်ငံသားချင်းချင်းတွေးကြပါ ော်မိသားစုချင်းချင်းဆိုစိတ်လေးဝင်ပြီးတော့တွေးကြဘူးအတူတူလောက်ကြဘူးတော့ကျွန်တော်တိုက်တွန်းပါတယ်နော်နောက်တစ်ခါဗိုလ်ချုပ်မှုကြီးရဲ့စီမံခန့်ခွဲမှုအပိုင်းဆိုတော့ဗိုလ်ချုပ်မှုကြီးမရောက်လိုင်းကကံမဲကောင်းတာလားကံမဲဆိုးတာလားတော့ကျွန်တော်မသိဘူးခင်ဗျားစဉ်းစားကြည့်ဖို့တင်တာသူကနတ်ဆကကဒီတာဝန်နတ်ဆကဥရအဖြစ်နေနိုင်ငံဝင်ကြီးဖြစ်နေတာဝန်ယူတာက2021ကစတာဝန်ယူတယ်22 23 24 25ဆိုတော့၄နှစ်ကျော်အတွင်းမှာ၄နှစ်ကျော်အတွင်းမှာသူရင်ဆိုင်ရတဲ့ဘေးက၃ချိန်ရှိပြီတဘာဘေးက၃ချိန်ရှိပြီ လေးနှစ်ကျော်တည်းမှာသုံးချိန်ရင်ဆိုင်ရတယ်ဆိုတာနည်းနည်းနော်သူ့ရဲ့ဟိုဟာမဟုတ်ဘူးသူ့သူ့ကိုလာပြီးစမ်းတက်နေတဲ့တဘာဝတရားကြီးပေါ့တဘာဝရဲ့သူ့ကိုစမ်းတက်နေတာကစမ်းတက်နေတဲ့စမ်းသက်ချက်ကြီးပေါ့တခါကြရင်စုတ်ချက်ကျင်ကျင်စုတ်ချက်ကျန်းကျန်းနဲ့တခါလေဘဝကိုဆွဲရေးဆွဲလိုက်တဲ့ခါမှာတချို့ပကြီးကားတွေကလှတတ်တယ်ဆိုလိုမျိုးပေါ့ကဲသူ့ကိုလည်းစုတ်ချက်ကျန်းကျန်းနဲ့ရေးဆွဲနေတယ်လို့တော့ပြောလို့ရတယ်ဘာလို့ခမင်းဆက်ကြီးလေးနှစ်ချော်တည်းမှာတဘာဝဘေးကိုသုံးချိန်သူကြုံတယ်တကယ်ကိုသုံးချိန်ကြုံတယ်ကဲဥသိမ့်စင်လေးထက်လည်းအဲ့လောက်မဟုတ်ဘူးတော့သုံးချိန်လည်းအဲ့လောက်မဟုတ်ဘူး ဆိုအဲ့ကြောင့်မဲ့တချို့တွေကသူ့ကိုတမင်ကိုရွက်ပြောနေတာမျိုးတမင်ကိုပါလေမင်းမင်းဘာဖြစ်တာမင်းမကောင်းလို့ဘာလို့ညာဖျောက်ပြောတာဖြစ်မယ်ဒါမဲ့ဒါကကျွန်တော်ကတခါတည်းကြရင်တချို့တော့ဒီ challenge တွေပေါ့နော် challenge တွေက opportunity တို့ကျွန်တော်မြင်တယ်တချို့တော့ disadvantage တွေက advantage ဖြစ်တယ်လို့မြင်တယ်တချို့တော့အခက်အခဲတွေကကို့အတွက်အခွင့်အရေးတွေဖြစ်သွားတယ်ကျွန်တော်အဲ့လိုမြင်တယ်အဲ့တော့ဘိုးချုပ်မကြီးက၃ချိန်ကြုံပြီတက်သူတက်လာချင်းသိမ့်မကြဘူးမောခမောခတဲ့တူပဲသိမ့်မကြဘူးမောခဆောက်စီတယ်မောခ2023ပေါ့မောခ မောခနဲ့တည်းတူတာမောခဆိုခင်ရခိုင်ပြည်နယ်ကုန်းစုပ်ပြတ်သွားတာရရောက်ပြီစုပ်ပြတ်သွားတာစုပ်ပြတ်သွားတာရခိုင်ပြည်နယ်ကုန်းစုပ်ပြတ်သွားတာစုပ်ပြတ်သွားပြီးတော့ကျွန်တော်တို့ကိုယ်တိုင်နဲ့ရောက်ခဲ့တာလေစမ်းကြည့်ဘလောက်စုပ်ပြတ်သွားလဲကျွန်တော်ကိုယ်တိုင်မြင်တယ်စုပ်ပြတ်တာချင်းချင်းမှာကျွန်တော်တို့ပြီမလူတွေအကုန်ဝိုင်းအုံးပြီးတော့တခါလေရခိုင်ရခိုင်သားတွေကိုရခိုင်တိုင်းသားတွေကိုချစ်ကြတာကျွန်တော်ပြီမလူတွေကိုဝိုင်းအုံးပြီးတော့ကျွန်တော်တို့သွားချစ်လိုက်သေးတယ်နော်အချစ်လုံးပြီးအဆဲခံလိုက်ရသေးတယ်နော်အဲ့လောက်ထိနော်ကိုကသာသွားချစ်တာသူတို့ကကိုယ်ပြန်ဆဲတယ်ဗျာကဲနော်အဲ့လိုဆိုတော့ထောက်တော့အဲ့သွားပြီးတော့ဒီကပြီမနဲ့အကုန်သွားလူတယ် ရခိုင်မိုးခါဖြစ်တဲ့အချိန်မှာဗိုလ်ချုပ်မှုကြီးကဒီနေ့ဖြစ်တဲ့အဲ့ဒီနေ့ပြီးတော့နောက်တစ်နေ့မိုးခါဒီလိုညဖြစ်တယ်နောက်တစ်နေ့မနေ့မိုးလင်းတဲ့ချိန်နေ့တွေကျော်တဲ့ချိန်မှာပြီးသွားတဲ့ချိန်မှာမိုးခါမှုန်တိုင်းရက်ရက်ချင်းနိုင်ပိုင်းသိပ်မချခင်မှာရန်ကုန်ကချက်ချင်းလေရင်နဲ့အဲ့ဒီစစ်တူရောက်အောင်ဆင်းတာလေရင်နဲ့ဟိုမှာလေကောင်းလေကောင်းချက်ပြတဲ့ဟာတွေပြက်ပြက်နေတော့သူရောက်အောင်ဆင်းပြီးတော့သူ့ရဲ့ဒီဒီရခိုင်ပြည်နယ်ရဲ့အပေါ်မှာထားတဲ့သူ့ရဲ့စေရင်တော့တွတ်ပြတာတော့ပြတ်တာလေခင်ဗျားတို့အဲ့ဖြစ်စဉ်အကြောင်းအရာတွေကိုမသိလို့ကွယ်လွန်သွားပြီဖြစ်တဲ့ဦးတန်းထောင်းကောင်းကောင်းသိတယ်။ရခိုင်ကဝန်ကြီးအောင်ဦးတန်းထောင်းကောင်းကောင်းသိတယ်။ သူကောင်းကောင်းသူပြောပြတယ်ကျွန်တော်မကွယ်လွန်ခဲ့ကိုပြောပြတယ်ကိုကျွန်တော်မေးအဲ့လိုပဲဘုလိုကြီးတူတူချက်ကြောက်လာသူရခိုင်အစစ်စစ်ကြီးចောင်းဆရာခင်ဗျရခိုင်တိုင်းသားတွေတော်တော်များများဆရာသူကနော်ចောင်းဆရာကြီးနော် ခင်ဗျကိုကျွန်တော်မေးဘုလိုကြီးရောက်လာတာဗျာလေရောက်လာပြီသူကျွန်တော်ထင်အောင်ထင်အောင်သူပြလာလိမ့်မယ်လို့လေရောက်လာတယ်ရောက်လာပြီးတော့လေချောင်းအချက်ပြရွာတွေကိုစနစ်တွေကိုပြက်နေတာရောရအောင်လေးဆင်းလာရအောင်ဆင်းပြီးတော့ကိုရအောင်လာပြီးတော့သူကအဲ့မှာချက်ချင်းစီမံခံကွဲသွားတယ်ရအောင်လို့ရအောင်လို့ရအောင်တာကိုခိုင်းသွားတယ်လက်တော့ဆေးအောင်သူကိုခိုင်းလိုက်ပြီးတော့သူကပြီးလိုက်ပြီးတော့ပြန်ထွက်သွားတယ်ထွက်သွားပြီးတော့ရက်နေလှမ်းပြီးတော့လုပ်ငန်းရှင်တွေသူခေါ်တယ် အခုခေါ်တယ်အခုလုံးခေါ်နိုင်ငံတကာကိုပြောတယ်ပြောပြရတဲ့အကူအညီပေးကြအောင်ငါတို့လူတယ်ဆိုတော့ဝိုင်းလူကြတယ်ပတ်စံဒီဝိုင်းလူကြတယ်ပြီမကပြီမလူတွေဝိုင်းလူလိုက်ကြတာဗျာအကုန်လုံးနော်ခပြတထေးကြီးတွေလည်းအကုန်ဝိုင်းလူတယ်ကျွန်တော်တို့လောက်မပြောနဲ့တကယ်တထေးအကုန်လူတာအကုန်ဝိုင်းလူပေးကြတာဒီရခိုင်ပြည်နယ်တွေလူပေးကြတယ်အခုတော့ကျေးဇူးကမ်းခံလိုက်ရပြီကျေးဇူးကမ်းခံလိုက်ရပြီဒါတစ်ချက်ဒါတော့ဒါမဲ့အဲ့ဒီမိုးခါမှာဗိုလ်ချုပ်ကြီးစီမံခန့်ခွဲသွားတယ်အောင်မြင်သွားတယ်လို့ပြောလို့ရတယ်အောင်မြင်တဲ့စီမံခန့်ခွဲနိုင်တယ်အောင်မြင်စီမံခန့်ခွဲနိုင်ခဲ့လို့မိုးခါနဲ့ပတ်သက်တဲ့မလိုလားတဲ့အတန်တွေပျောက်သွားတယ် တော်တော်များများအတန်ကြီးပျောက်သွားပြီးတော့အဲ့လောက်ကြီးဟိုလုတ်ပေးတာတော်တော်လုတ်ပေးသွားပါလားဆိုတော့တော်တော်များရင်ထဲမှာအဲတိုင်းတာတစ်ခုတိသွားတယ်တစ်ချက်မောခပြီးသွားရောတိတ်မကြောက်ခါတော့ဒီ24သွားပါရောတခါမှနေပြည်တော်ဖြစ်တယ်ဗျာခမဆက်ရှမ်းပြည်နယ်မှာဖြစ်တယ်ဗျာနော်မန္တလေးမှာဖြစ်တယ်ဗျာကဲပဲခူးမှာဖြစ်တယ်ဗျာဟာတိုင်ထဲတာရေကြီးပြီးတော့တော့ရောက်တာလေအာတကယ့်ကိုရေပေးရေပေးနဲ့စုံကြုံလာမဖြစ်ဘူးမဖြစ်သဘူးရထားဖြစ်ပြီးတော့တခါနဲ့လူတွေတေးကြကြေကြအဲ့လိုဖြစ်တယ်လေဖြစ်ကြတာဖြစ်ခဲ့တော့ဖြစ်တော့လဲ ူ့ရဲ့စစ်ရုံးကနေအပြင်ကိုတော့ထွက်လို့မရဘူးလမ်းတွေကဘလောက်တွေရေကတိုက်စားပလိုက်တော့ကားမောင်းလို့လည်းမရတော့ဘူးရေကလူတရက်ဒီဘက်ဖြစ်တော့ကားဘာမှမောင်းလို့မရတော့ဘူးအဲ့တော့အဲ့ဒါကိုလည်းသူဖြစ်အောင်သွားလုပ်တယ်ကူတယ်နောက်ဒီနေ့ဖြစ်တယ်ဒီနေ့ရေနည်းနည်းလေးကျပြီဆိုတော့ချက်ချင်းရှောင်းသွားချက်ချင်းကူတယ်ဆိုတော့ तू တော်တော်လေးကိုအားထည့်ပြီးတော့သူလုပ်ခဲ့တယ်ဒီရာလဲရေဘေးလဲကျွန်တော်တောင်မျိုးစုံဝေပန်းနေအခင်ဗျဟိုဘာခေါ်လဲရွာပေါင်းမျိုးပေါင်း90ထဲမှာနေပျက်စီးသွားတယ်တော့ကျွန်တော်ဝေပန်းနေ ာပျက်စီးသွားပြီခဏဘလို့လုံးမလားခဏတာချီလို့တော့ဆာဟိုးရှမ်းပြည်ရှမ်းပြည်နေတယ်မှာဆိုတာဖြစ်တာအဲ့ဒါဖြစ်တော့ဒါဘလို့လုံးမလဲပါညာဆိုအခုအဲ့ဒါကိုလည်းသူစီမံခံခွဲရနေအခုတဖြည်းဖြည်းပုံမှန်အချိန်လောက်ကိုပြန်ရောက်လာပြီပေါ့နော်ပြန်ရောက်လာတယ်ဟောဒီဂျီဘေးတော့သူစီမံခံခွဲသွားတယ်โอเคသွားတယ်ကဲအခုငလင်းငလင်းသူငလင်းဘေးတော့သူဒါစီမံခံခွဲဆိုချက်ချင်းဖြစ်ပြီးတော့နိုင်ပိုင်းတည်းမှာသူသူနဲ့အနည်းဆုံးနေရာကိုသူတွားပြီးတော့တေချာကြည့်တယ် ူနာတွေဖြစ်တယ်ရွှေ့တာအကုန်လိုက်ကြည့်တယ်တခြားကြည့်ပြီးတော့မှသူညွှန်ကြားတယ်သူရဲ့ကျမရဲ့ဝန်ကြီးကိုခေါ်တယ်ကျန်တဲ့လူငယ်ပြန်ဆက်ရှိလူတွေပေါ့ဗျာတာဝန်ရှိသူတွေပေါ့စစ်ဘိုးချုပ်တွေအကုန်လုံးခေါ်တယ်သူမာလာရှိတယ်မာလာလူဆက်ချက်တက်လို့တယ်ဆိုတော့ဘာပဲပြောသူတော့တိုင်းပြည်နဲ့ပတ်သက်တော့သူသူသူဒီလိုမျိုးကိစ္စတဘာဘေးနဲ့ပတ်သက်သုံးချိန်ကျုံနေသုံးချိန်လုံးမှသူမနာမနေမြန်မြန်ဆန်ဆန်နဲ့သူသူ့မျက်နှာရှေ့ထွက်ပြပြီးတခြားတော့လို့တော့တွေ့ရတယ်ဆိုတော့ဒါကိုကြီးကြီးအဖြစ်တော့သူဒီလိုတော့စေနာရှိတာပဲလို့ကျွန်တော်ဒီလိုမြင်မိတယ်ကိုကေထားတော့ သူ၃ချိန်မြောက်သူ့ရဲ့ဂျင်ဆိုင်ရတဲ့ဒီတဘာဝဘေးတစ်ခုသူဘယ်လိုကျော်လွှားမလဲဆိုတော့မေးကုန်ပေါ့တော်တော်တော့ရှိတယ်ဒီဟာကိုသူဘယ်လိုကျော်လွှားမှာလဲဆိုတော့ကုန်ကျစရာတော်တော်များမှာတော်တော်များမှာခင်ဗျာဒါလည်းကျော်ကျော်များပေါ့တော့ပျက်စီးသွားတဲ့တံတားတွေပြန်ဆောက်မယ်လမ်းတွေပြန်ဖောက်မယ်ဆောက်ဦးတွေအမြန်ပြန်ဆောက်မယ်ဟာကျက်ဘီလီယံကျွန်တော်ထင်တယ်ဘီလီယံ10ချီပြီး10ခန်းမကောက်ဘူးပြကျွန်တော်ထင်တယ်ဘီလီယံယာကြီးကုန်မယ်ထင်တယ်ဘီလီယံယာကြီးကြွအောင်မယ်အဲ့တော့ကျွန်တော်နိုင်ငံကအဲ့လိုအခြေအနေခက်ခဲကြီးကြားထဲမှာရင်ဆိုင်နေရတာဗျာအဲ့တော့သူ့သူ့ကိုလည်းသူ့ရဲ့ခံနိုင်ရည်ကိုလည်းစမ်းသပ်နေသလားပေါ့လူတစ်ယောက်က ဟိုတခါတလေကြရင်များစိန်တပွင့်ဖြစ်လာဖို့အတွက်စိန်တပွင့်ဖြစ်လာဖို့အတွက်ပေါ့နော်ဟိုကြာကြာနာနာဟိုတခါလေဟိုအပူပေးနေသလားပေါ့နော်ဒီလိုခံစားရတယ်သူ့အပူပေါင်းစုံပေးပြီးတော့သူ့စိန်တပွင့်ဖြစ်အောင်စိန်ခေါင်းတပွင့်ဖြစ်အောင်များဘာဟုတ်တယ်ရေတွန်းပုံနေရလားတော့မသိဘူးဒါမှမဟုတ်လေခင်ဗျားတို့ထင်သလိုများဖြစ်နေလားကျွန်တော်လည်းမသိဘူးအဲ့ဒါတော့ဒါတော့ခင်ဗျားတို့ကိစ္စကျွန်တော်တော့အဲ့လိုအဲ့လိုမထင်ရဘူးခင်ဗျားတို့ပုံမှန်ကြီးကိုမင်းမင်းစိုးမင်းကြီးလို့ခင်ဗျားတို့ပြောချင်ပြောလိမ့်မယ်ကျွန်တော်အဲ့လိုမထင်ရဘူးဘာလို့လဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ထင်ကျွန်တော်ထောင်ထဲရောက်သွားလိမ့်မယ်ကျွန်တော်လည်းမထင်လည်းမထင်ထားမိထင်လည်းမထင်ထားမိဘူး ်ကျွန်တော်ကခုနကလိုစိန်ခေါင်းတပွင့်ဖြစ်လာဖို့အတွက်များဒီအပူဓာတ်မီဖိအားတွေတန်းကိုသူခံနေရတာလားလို့ကျွန်တော်မြင်လာတယ်ပြီးတော့သူဒါလဲသူလှုပ်ရှားရှိတဲ့သူအောင်မြောင်သူလုံနိုင်လိမ့်မယ်လို့လဲကျွန်တော်ကောက်ချက်ချတယ်ဘာလို့ဆိုတော့သူဒီမှာသူလုံနိုင်တယ်အများကြီးရှိတယ်ဘာလို့ဆိုတော့မာရောကြီးကလိုဟာမျိုးကြီးကိုကြောက်တော့ဘူးရဲ့အကြီးကြီးတွေတော့တကယ်ဇင်ကြောက်အကြီးကြီးတွေတော့ကားပဲအကြီးကြီးတွေနဲ့အိုက်ကားကြီးတွေဘယ်ရောက်နေမှာတော့ကိုမသိဘူးခင်ဗျအိုက်ကားကြီးတွေတကယ်တော့ပြန်ကြည့်စမ်းဗီဒီယိုပြန်ကြည့်ပါဦးဘလို့ရအောင်လှုပ်သွားခဲ့လဲဆိုတော့လဲသူဖြစ်အောင်လုပ်ခဲ့တယ်ဆိုတော့ရှိတဲ့အတွက် သူလည်း short တော့လို့မရဘူးလို့သူလည်းခေသူမဟုတ်ပါဘူးနော်အဲ့လိုဆိုတော့အခုဒီခင်းချုပ်နဲ့သူအောင်မြောင်အဲသူတို့ကသူရအောင်တော့တဆင်ချင်းပြန်လုပ်လိုက်နေမယ်ထင်တယ်အခုနေပြီးတော့အဝင်ကတော့အလောဆယ်တော့ကျွန်တော်ထင်တယ်၃လရက်လောက်တော့သူပိတ်ထားလိမ့်မယ်ထင်တယ်နေပြီးတော့အဝင်ကို၃လရက်လောက်ပိတ်ထားပြီးတော့မှအဲ၃လရက်အတွင်းမှာကြာကြာနာစက်တီရန်ရရနေအကုန်လမ်းတွေပြန်ချောတာဖြန့်တာစီတာတန့်တာနောက်အစာအုပ်တွေကိုပြန်တခြားလိုက်လုပ်တာ၃လရက်တစ်ပတ်အတွင်းမှာတော့ကျွန်တော်ထင်တယ်တစ်ပတ်လောက်အတွင်းမှာစရိုက်သူဒါတွေလုပ်လိမ့်မယ်လို့ယူဆတယ်ခက်တာကသူကနောက် အဲသုံးလေးလောက်ကြာရင်ဟိုထိုင်းကိုသွားဖို့လည်းရှိသေးတယ်ထိုင်းကိုမကြာရင်သွားဖို့ရှိတော့ဒီထိုင်းသွားကနီးမှာတော့သူ့တပည့်တွေသူ့လူတွေကိုအကုန်လုံးသိချာမှာခဲ့လိမ့်မယ်လို့ယူဆတယ်ထိုင်းကိုလည်းသူမကြာရင်သွားဖို့ရှိတော့လေဆိုတော့အာဘာပဲပြောသူမှာခဲ့ပြီးတော့မှသူမဖြစ်လိမ့်မယ်လို့ယူဆပါတယ်ကဲအဲ့တော့ဘာပဲပြောကျွန်တော်တို့ဒီနေ့ဘာပြောအဲ့ဒါပဲဒီရေငလင်အကြောင်းလေးပဲထည့်ပြောရင်းနဲ့ဒီနေ့ကျွန်တော်အဓိကကတော့ကျွန်တော်တို့ပြည်သူလူထုကိုဒီတဘာတရားကြီးကလည်းကျွန်တော်တို့ကိုစမ်းသပ်နေပြီကျွန်တော်တို့ပြည်သူလူထုကိုစမ်းသပ်နေပြီကျွန်တော်တို့ပြည်သူလူထုရဲ့ခံနိုင်ရည်ကိုပုံစံမျိုးစုံနဲ့ကျွန်တော်တို့ကိုစမ်းသပ်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့တွေဒီနေ့ဒီချိန်မှာအကုန်လုံး တဘာတရားကြီးကိုကြံ့ကြံ့ခံဖို့နော်ဘေးဒဏ်မျိုးစုံကိုကြံ့ကြံ့ခံကြဖို့ကျွန်တော်တို့ချင်းချင်းလက်ချင်းတွေချိတ်ထားကြဖို့ရန်သူတွေလိုမျိုးမြင်ကြရင်တော့ကျွန်တော်တစ်ခေါက်တော့တော့ညီကိုလိုမြင်ကြအောင်လို့ကျွန်တော်တိုက်တွန်းချင်တာပါကျွန်တော်ချင်းရန်သူလိုမြင်ထားပြီးရင်တော့တစ်ခါတစ်လောက်တော့တစ်ခေါက်တစ်ခါလောက်တော့ညီကိုလိုတစ်ခေါက်တော့မြင်ပြီးကြည့်ကြအောင်လို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဒီဆက်မှုကတော့ဒီဒီတလောက်နဲ့ရပ်ပြစေနောက်နေ့ကြမှာပဲကျွန်တော်တည်တည်ချာချာလေးအဲပြောပါမယ်ပြီးတော့ဒီနေရာမှာတိုက်တဲ့စံအဲထည့်ပြောချင်တာတစ်ခုကကျွန်တော်တို့ဂျာနယ်ကိုမှာယူနေကြတဲ့သူတွေ အဲမန္တလေးလိုဘာလို့ပါဗောဗျာနေပြီးတော့မန္တလေးဘာညာဗောမျိုးစုံကမှာနေကြတဲ့ဟွာဒီဟိုတော့ခုနကခဏရန်ကုန်ကရိုက်ထားရန်ကုန်ကပုံနေတာဆိုတော့ဒုက္ခရောက်ပြီဗောဗျာနော်ဒုက္ခရောက်ပြီဗောရန်ကုန်ပုံနေဆိုတော့အကယ်၍များဒီဆက်အဲဘယ်လိုခေါ်မလဲဒီကားအဝေးဝေးကားလိုက်ဒီမထွက်လို့ပို့ပို့ပြတဲ့ခါကျရင်လည်းနောက်တစ်ပတ်လောက်မှပေါင်းပူတာလေးကိုမြစ်တာရဲခံပေါင်းပူတာလေးကိုလက်ခံပေးကြပါလို့ပဲကျွန်တော်မြစ်တာရဲခံပေးရစီဘာလို့ဆိုတော့ transportation ကြတော့ကျွန်တော်လည်းပခုံးထမ်းပြီးတော့ဟိုဟွာဟိုဘာလဲဟွာလိုမျိုးအာလာဒင်လိုမျိုးဟိုမိခွက်ဆောင်နေကြီးနဲ့ကော်စောပြိုင်နေလာဖို့လည်းမရဘူးဗျာအဲ့တော့ကျွန်တော် တိခံပေးကြဖို့ဘာအိုးလို့ပဲတိုက်ပြောကြရင်ဒီနေ့တော့တော့ပါပဲအားလုံးပဲကိုင်းစားသိရှိပါတိုင်းပြည်ပေါ်စေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်လန်တက်ဖြတ်နေကြတာကိုလက်ခုလောဝတီဗီပြောနေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်းမေးဖို့ထောက်ပါလို့ပြောရင်းနဲ့ခေါင်းလိုက်ပါ